မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာတန်တော်ဘာမှခန္ဓာစိတ်ဝိညာဉ်မစားခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလည်းဆုတောင်းပေးပါတယ်ဒီမနက်မှာကျေးဇူးတော်အပြင်ကျွန်တော်နဲ့တို့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ယောဘဝတ္ထုခန်းကြီး38အပိုင်ငယ်41ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ကြီးတငယ်တို့သည်စားစရာမရှိသောကြောင့်လှဲ့လေ၍ဘုရားသခင်ကိုအော်ဟစ်သောအခါ စားစရာကိုအဘယ်သူပေးသနည်းဒီအခန်းကြီး38ကိုစတာနဲ့ဘုရားသခင်ကယောဘကို ပြန်ပြောတဲ့စကားကိုတွေ့ရပါလိမ့်မယ်ဘုရားသခင်ကမေခွန်ပေါင်းများစွာကို မေးထားတာတွေ့ရပါတယ်ဒီမေခွန်တွေကိုယောဘမဖြေနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ညီကြီးလုံးကိုချိတ်ဆွဲတော့ကဘသူရှိသလဲမင်းကတရိษံတွေကိုကျွေးမွေးဘူးလို့လားသမုတ်တရားကိုဘုရားကဘယ်လို လှုပ်တလဲဆိုတာကိုမင်းသိလို့လားမိုးချိုးတွေလျှက်စစ်တွေကိုမင်းကခေါ်လာနိုင်လို့လားအလင်းကိုဘလို့ဖန်တီးလဲဆိုတာမင်းသိလို့လားစသဖြင့်ဘုရားသခင်က သူ့ရဲ့ဖန်ဆင်းခြင်းသူ့ရဲ့ကြီးရှုဆောင်လျှောက်ခြင်းကမ္ဘာလောကကြီးတစ်ခုလုံးကိုဘုရားပြုပြင်ထားတဲ့အရာတွေကိုဖန်ဆင်းထားတဲ့အရာတွေကိုဘယ်လူတူတယောက်ကမှပါဝင်အကြံပေးတာဆွတ်ဖက်တာကူညီပေးတာဒါမျိုးတစ်ခုမှ မလုံနိုင်ဘူးဆိုတာကို ထောက်ပြနေတာတွေ့ရပါတယ်။ဉာဏ်ပညာနဲ့နားလည်နိုင်တဲ့သဘောကိုလည်းသာဝရဘုရားကသာ ပေးထားတာဖြစ်တယ်ဆိုတာကိုလည်းသိစေပါတယ်။မှန်ပါတယ်။ကျွန်တော်တို့ကဘုရားလုတ်ထားပြီးတဲ့အရာတွေကိုတောင်မှ နားလည်ဖို့မနှဲကို ကျွန်တော်တို့ကြိုးစားကြရတာပဲဖြစ်ပါတယ်။ဒါတောင်မှဘုရားဖန်ဆင်းထားတဲ့အရာတွေကို အကုန်အစင်သဘောပေါက်နားမလည်နိုင်သေးပါဘူး။ဘုရားသခင်ပြုပြင်ဖန်ဆင်းတဲ့အရာတွေကို ခရီးစစ်တွင်းကြနားလေဖို့မလွယ်နိုင်သေးတဲ့လူသားတစ်ယောက်အနေနဲ့ဖះပြုတဲ့အမှုတွေကို ကျွန်တော်ဘလို့မှဆွတ်ဖက်စရာအကြောင်းလည်းမရှိသလိုဖះသခင်ပြုတဲ့အမှုတွေကိုကျွန်တော်အကြံပေးနိုင်တဲ့အခွန်အားအစွမ်းတက်တီလည်းကျွန်တော်မှမရှိပါဘူးဖះသခင်เจ้าသာကျွန်တော်ကဖြစ်တည်နေတာဖြစ်တဲ့ဖះသခင်เจ้าသာ လောကရကြီးတစ်ခုလုံးကဖြစ်တည်နေတာဖြစ်တဲ့ဖះသခင်เจ้าသာအရာခတ်သိမ်းဟာ စားတော့နေထိုင်သွားလာနေကြရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဘုရားသခင်မေးတဲ့မေးခွန်းတွေကိုယောဘမပြေနိုင်ခဲ့ဘူးဆိုတာတွေ့ရပါတယ်။တရိစံတွေအတွက် စားเสียရတရိစံတွေအတွက် ခိုးလုံရဒါတွေကိုဘသူက ဖန်တီးပေးထားတာလဲဆိုတာကို မေးပြီးတော့ကြီးတငယ်တို့စားเสียရမရှိလို့ဘုရားကို အော်ဟစ်တဲ့အခါစားเสียရကိုဘသူကပေးတယ်လဲဆိုပြီးတော့မှလည်း ဖော်ပြပြန်တော့ဒါကအင်မတန်မှကျွန်တော်တို့အတွက်သင်ခန်းစာယူစရာ ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တွေးမိတာကအေလိယာကခေရိတ်ချောင်းသားမှာရေတောက်ပြီးတော့မှ စားစရာကိုဘယ်ကရခဲ့တယ်လဲဆိုရင်ကြီးအားကနေပြီးတော့မှ နေ့စဉ်ယူလာပေးတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်သတိရမိပါတယ်။မိုးခေါင်ရေရှားတဲ့ကာလအစာရေစာခေါင်းပါရာကာလမှာ စားစရာမရှိကြတဲ့သူတွေ အမြောက်အများရှိနေတဲ့အချိန်မှာအေလိယအတွက် စားစရာကိုဘသူကဖန်တီးပေးတာလဲဘသူကစီစဉ်ပေးတာလဲအဲ့ဒီကြီးအားကို ခိုင်းပြီးတော့မှ စားစရာ ယူလာစေဖို့ရန်အတွက်ဘသူကတက်နိုင်တာလဲဒါတွေကိုစဉ်းစားတဲ့အခါမှာစံစာမှာအဖြေရှိတယ်ဆိုတာတွေ့ရတယ်။ဖယားသခင်ကပဲလှုပ်ဆောင်တယ်ဆိုတာတွေ့ရတယ်။တခါတလေမှကျွန်တော်ရဲ့ဘဝအသက်တာမှာလဲစားစရာမရှိ နေစရာမရှိဝတ်စရာမရှိ ဘယ်ကနေကျွန်တော်တို့လုံအားလာခရမလဲဘယ်ကနေကျွန်တော်တို့အတွက်လုံခြုံမှုကိုရမလဲစဉ်းစားလို့မရနိုင်တဲ့အခြေအနေတွေရှိတဲ့အခါမျိုးမှာဘုရားသခင်ကသာလင်ကျွန်တော်တို့ကိုပံ့ပိုးပေးတယ်ဆိုတာကဒန္တာကြီးမဟုတ်တကယ်လက်တွေ့ဘဝမှာကိုကိုယ်တိုင်ခံစားပူတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဘဝမှာဘုရားသခင်ကသာလင်အတ္တိကဖြစ်ပါတယ်ဘုရားသခင်ကိုအော်ဟစ်တဲ့အခါမှာဘုရားသခင်ကပဲကျွန်တော်တို့ကိုအပြည့်ပေးတာပဲဖြစ်ပါတယ် ဒါကြောင့်မလို့ကျွန်တော်တို့စ조사လို့ရနိုင်တယ်ဆိုတဲ့ဟာကအတိုင်းတာရှိပါတယ်ကျွန်တော်တို့စူးစမ်းလို့နားလည်နိုင်တယ်ဆိုတာကလည်းအတိုင်းတာရှိပါတယ်ဒါပေမဲ့အရာခက်သိန်းကိုဖန်ဆင်းတော်မူသောဘုရားသခင်ထံကသာကျွန်တော်တို့စားစရာဝတ်စရာနေစရာမှစလူလီတမြအရာအားလုံးကိုဖန်တီးပြင်ဆင်ပေးတယ်ဆိုတာကိုသိရှိနားလည်ဖို့အရေးကြီးပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့တွေ့ ဘုရားသခင်ရှိနေရင်အရာခသိန်းရှိနေတဲ့ကဲ့သို့ဖြစ်ပါတယ်။ဘာပဲလို့လို့ဘုရားသခင်ကိုအော်ဟစ်တောင်းတတဲ့အခါမှာဘုရားသခင်က ကျွန်တော်တို့ကို ထောက်ပံ့ပေးမှာဖြစ်တယ်ဆိုတာကိုနားလည်သိရှိစေချင်ပါတယ်။ဘယ်လိုရမလဲဘယ်ကရမလဲမစင်စားပါနဲ့။ဘယ်လိုနီးလန်းနေနဲ့ဖြစ်လာမလဲဆိုတာမတွေးပါနဲ့။ဘုရားသခင်ကိုသာအော်ဟစ်ဖို့လိုပါတယ်။ဘုရားရှင်ကောင်းချီးပေးပါစေ။ဆူတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုကျေးဇူးတင်တယ်အရာခက်သိန်းဟာကိုရောထဲက ကိုရော့အားဖြင့်ကိုရော့အပိုးအလို့ငါဖြစ်ပါတယ်။ဘုရားသခင်ပြုတော်အမှုတွေကိုကျွန်တော်တို့အကုန်စင်နားမလည်နိုင်သလိုကိုရောပြုတဲ့အမှုအရာတွေအတွက်လည်းအကြံဉာဏ်ပေးဖို့မတတ်နိုင်ပါဘူး။သို့တော်လည်းပဲကိုရောကြောင့်သာကျွန်တော်တို့ဖြစ်တည်နေတာမို့လို့ကျွန်တော်တို့အတွက် ကိုရောဟာအမြဲတမ်းပြင်ဆင်ပေးနိုင်တယ်ဆိုတာကို နားလည်ယုံကြည်ပါရယ်။အရာခတ်သိမ်းရဲ့အဖြစ်ဟာကိုရောပဲဖြစ်တယ်ဆိုတာကိုယုံကြည်ပါရယ်။ယေရှုတင်တဲ့ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလည်း အရာခတ်သိန်းကိုပြင်ဆင်ပေးတော်မူသောဖရာသခင်ကိုသာအားကိုးတတ်သောသူများဖြစ်စေပါဂျေစုတော်အပေါင်းကိုချီးမွမ်း၍တဏိတာကိုဆက်ကတ်တဲ့အခါသခင်ယေရှုနာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်